ိုးတော်မင်းတရားကြီးဟာဇေဒီတော်ကြီးကိုကြည့်ရှုစစ်စေးခေါင်းလောင်းကြီးကိုကြည့်အလုံးနှစ်သက်ပီတိဖြစ်နေတယ်။အဲဒီခိုင်မှာဥပေါ်ဥကသူ့နောက်လိုက်များနဲ့တူရှိုးပြီးတော့ထွက်သွားတယ်။သွားတဲ့အရက်ကချင်းသေးကြီးနဲ့ကောင်းပတ်။အဲ့ဒါကိုဘိုးတော်မင်းတရားကမြင်ဖြစ်အောင်မြင်လိုက်သေးတယ်။ Hmm ။အော်ဦးသွားရင်အကောင်းမဟုတ်ဘူး။ငါသွားချောင်းအောင်မှာပဲဆိုပြီးတော့ဘရင်ကအသားကလေးနောက်ကနေလိုက်သွားတယ်။မပိုင်မဖြစ်တဲ့နောက်လိုက် နောက်ပါအနေချင်းနဲ့ပေါ့လေ။ ဒါမှလည်းချောင်းလို့ဖြစ်မယ်မဟုတ်လားခုပေါ်ဦးကချင်းတီကြီးနှကောင်ကိုလေ့လာတယ်အမီဘက်ကကြည့်လိုက် ကောင်းဘက်ကကြည့်လိုက်ညာဘက်ဘေးကကြည့်လိုက်ဘဲဘက်ဘေးကကြည့်လိုက်နဲ့အဝေးကကြည့်လိုက်အနီးကကြည့်လိုက်နဲ့အမျိုးမျိုးအားရအောင်ကြည့်ပြီးမှဟင်းချင်းတီကြီးကလည်းကွာချင်းတီကြီးကဘာဖြစ်လဲပေါ်ဦးချောင်းကြည့်နေတဲ့ဘရင်မင်းတရားကြီးဘွားကနေပေါ်လာပြီးတော့ခက်ထန်ထန်မေးလိုက်တဲ့အခါမှန်လားပါ ိုးဘက်ကန်းကိုခုံတော့မလို့လို့ပါပဲဖေရအဲ့ဒါလို့ရှောက်ပြန်တယ်ဥပေါ်ရဲ့စကားချီပုံစပုံကိုကြည့်ပါအင်းချင်းတီကြီးတွေကလည်းကွာဆောက်တာအဲ့ဒီလေးတန်းအဲ့ဒီစကားလုံးသုံးမျိုးဟာကဲ့ရဲ့ရှုံးချဖို့အစာပြိုးတယ်ဆိုတာလူတိုင်းမိပါတီကောင်းပါရဲ့ အဲ့ဒီစကားကိုချက်ချင်းပြောင်းပြီးမြစ်တစ်ဖက်ကန်းကိုခုံတော့မိရောက်မှာဖျားဆိုပြီးမြောက်ပြန်စကားဖြစ်ချက်ချင်းပြောင်းပြလိုက်တယ်။အဲ့ဒါလို့ပြောင်းတက်တဲ့အတွက်ဥပေါ်ဥကိုစကားရမှာစံထားတဲ့သူတူရဲ့လို့သဘောထားကြပါလေ။လူပြောသူပြောပညာရှိစကားဝိုင်းများမှလည်းဥပေါ်ဥတို့ကတော့စကားရမှာရှာမှာရှာပါပဲ။ဒီလိုပြောရကနေချက်ချင်းဟိုလိုလုတ်ပြနေတဲ့ပညာရှိကြီးပါပဲလို့အံ့ဩချီးမွမ်းကြပါလေ။ ဥပေါ်ဥဆိုတဲ့အတန်၃တန်ပါတဲ့လူနာမည်တစ်ခုကိုလူအတော်သင့်ကြားဘူးကြပါတယ်ဥပေါ်ဥဆိုတာအမတ်ကြီးဥပေါ်ဥလေးလို့ဆိုလိုက်ရင်တိတူကြားဘူးသူပုံများပါတယ်ဘိုးတော်ဥပိုင်းနဲ့ဥပေါ်ဥပါထပ်မံဖြည့်ဆွတ်လိုက်ရင်တော့အတန်အသင့်ကြားဘူးသူများနဇုနပြားကြားဘူးသူများအတော်ကြီးများပြားပါတယ်အဲ့ဒီဥပေါ်ဥကဘာဥပေါ်ဥလဲဘိုးတော်ဘီရင်နဲ့ပျော်တော်ဝန်ဥပေါ်ဥလေဤတို့ဖြည့်သူရှိမဲ့ပညာရှိ အမတ်ကြီးလေဤလိုဖြည့်သူလဲရှိမှာပဲ ဒါပေမဲ့အများဆုံးပေးမိအဖြစ်ကတော့ညံကောင်းလွန်ပြီးစကားကိုတင်ခကိုပတိညာနဲ့ပြောတတ်တဲ့ဥပ္ပဦးလေစကားပြောရမှာတော့စံဘဲလို့ဖြည်းသူပြောသူများပါလိမ့်မယ်မြမရာဇဝင်မှာဘိုးတော်ဖရာအမိခံနဲ့ဘရင်တပါးကုန်းပေါင်ခင်မှာနန်းဆန်ခဲ့တာအမှန်ပါအဲ့ဒီမင်းလက်ထက်ကစပြီးနောက်ဘရင်20ထီဥပ္ပဦးဆိုတာရှိခဲ့တာလည်းအမှန်ပါပဲဒါပေမဲ့လူတွေပြောပြောနေတဲ့ဥပ္ပဦးဆိုတာတကယ်မရှိဘူးတကယ်မဟုတ်ဘူးလောက်ဆက်ခင်းထားတာ ယုံတန်းစကားတွေပဲလို့အကျိုးအကြောင်းခိုင်လုံတော့နဲ့မိတ်ဆက်ပေးမဲ့ဥပေါ်ဥကတော့လူပြောသူပြောဥပေါ်ဥဖြစ်ပါတယ်။တနည်းအားဖြင့်လုံဆက်ဥပေါ်ဥယုံတန်းစကားဥပေါ်ဥပါပဲ။အေးဒီဥပေါ်ဥဟာသူတည်တဲ့ခါကျတော့အာတုပတိတ္တခေါင်ရဲ့အပြင်ဘက်ကိုလက်တစ်ဖက်ထုတ်ပြီးတကြိုစီခဲ့ပါတယ်။ဒါဟာလူပြောသူပြောဥပေါ်ဥနယ်ပယ်မှာအလွန်ကြီးကျယ်တဲ့ကိစ္စကြီးဖြစ်ပါတယ်။ဥပေါ်ဥကိုပညာရှိကြီးဖြစ်ထင်မြင်စေတဲ့အချက်လေးဖြစ်ပါတယ်။ ဘင်းရင်တိုင်းမကန်အမတ်ကြီးချွေရန်တင်းပင်းတွေပစ္စည်းဥစ္စာတွေအဆောင်အယောင်တွေဘလောက်ပေါ်ပေါ်တည်တဲ့ခါမှာဘာမှမယူသွားနိုင်ဘူးလက်ကြည့်ပဲသွားရတာအဲ့ဒါကြောင့်တရားကိုပါမဲ့ဒါနသီလဘာဝနာကိုပွားများကြ စီးပူးကြကျင့်ကြံကြအားထုတ်ကြဒါမှတရားပါမလို့တရားကတောင်တရားပြသွားတဲ့ပညာရှိကြီးပါကလားပြောကြဆိုကြဆွေးနွေးကြရမလဲအဲ့ဒီလိုလဲတက်တက်ပြောတတ်ကြပါတယ် အဲဒီလိုလဲဥပမာထားလေရှိကြပါတယ်တရားပြရမှာတူမတူတဲ့ပညာရှိကြီးအဖြစ်နဲ့လေနောက်လူပြောများတဲ့ဥပုံနဲ့ပတ်သက်ပြီးစကားစင်တရက်ရှိပါသေးတယ်အဲဒါကဒီလိုပါဘိုးတော်မင်းတရားအနေနဲ့မင်းကိုဘက်မှာဖျားစီတီတစုတည်ထားပါတယ်တပ်ပဲကြီးညိုစရာကောင်းတဲ့အပြင်ဒီဇိုင်းပညာဘိတုကပညာမှာလည်းထူးခြားတာတွေပါတဲ့အတွက်ထင်ရှားတယ်ပြောလိုရင်းကတခြားကြီးတကြီးပါအဲ့ဒါကချင်းသေးကြီးနှစ်ကောင်ပါ ဖရာကြီးခေါလောင်းကြီးတို့နဲ့မနီမဝေးမြေကန်းတစ်ဖူးမှာတည်ထားတယ်လေတနေ့တော့အခါသမယမှာဘိုးတော်ဘရင်အနေနဲ့နောက်လိုက်နောက်ပါချွေရန်တင်းပင်းများနဲ့မင်းကုန်းဘက်ကိုကြွာချီတော်မူလာပါတယ်နောက်ပါမူးကြီးမကြီးတင်နာပတိတွေလည်းဥပေါ်ဦးလဲပါလေရဲ့အဲ့ဒါနဲ့ဘိုးတော်မင်းတရားကြီးဟာဇီဒီတော်ကြီးကိုကြည့်ရှုစစ်စစ်ခေါလောင်းကြီးကိုကြည့်အလုံးနှစ်သက်ပီတိဖြစ်နေတယ်အဲ့ဒီခိုင်မှာဥပေါ်ဦးကသူ့နောက်လိုက်များနဲ့တူရှိုးပြီးတော့ထွက်သွား သွားတဲ့အရက်ကချင်းသေးကြီးနဲ့ကောင်ပတ်အဲ့ဒါကိုဘိုးတော်မင်းတရားကမြင်ဖြစ်အောင်မြင်လိုက်သေးတယ်။ "Ừm ။ဘိုးဦးသွားရင်အကောင်းမဟုတ်ဘူး။ငါသွားချောင်းအောင်မှာပဲ။ဆိုပြီးတော့ဘရင်ကအသားကလေးနောက်ကနေလိုက်သွားတယ်။မပိုင်မဖြစ်တဲ့နောက်လိုက်နောက်ပါအနေချင်းနဲ့ပေါ့လေ။ဒါမှလည်းချောင်းလို့ဖြစ်မယ်မဟုတ်လား။ဘူးဘိုးကချင်းသေးကြီးနဲ့ကောင်ကိုလေ့လာတယ်။အမီးဘက်ကကြည့်လိုက်။ကောင်းဘက်ကကြည့်လိုက်။ညာဘက်ဘေးကကြည့်လိုက်။ဘဲဘက်ဘေးကကြည့်လိုက်နဲ့။ အဝေးကကြည်လိုက်အနီးကကြည်လိုက်နဲ့အမျိုးမျိုးအားရအောင်ကြည့်ပြီးမှဟင်းရှင်သေးကြီးရလဲကွာရှင်သေးကြီးကဘာဖြစ်လဲပေါ့ဦးချောင်းကြည့်နေတဲ့ဘရင်မင်းတရားကြီးဘွားကနေပေါ်လာပြီးတော့ခက်ထန်ထန်မေးလိုက်တဲ့ခါမှန်လားပါဘူဘကန်းကို ခုံတော့မလို့လူပါပဲဖေဟာအဲ့ဒါလို့ရှောက်ပြန်တယ်ဥပေါ်ရဲ့စကားချီပုံစပုံကိုကြည့်ပါအင်းရှင်သေးကြီးတွေကလဲကွာဆောက်တော့ အဲ့ဒီလေးတန်းအဲ့ဒီစကားလုံးသုံးမျိုးဟာကဲ့ရဲ့ရှုံးချဖို့အစပြုတယ်ဆိုတာလူတိုင်းနေပါတည်ကောင်းပါရဲ့အဲ့ဒီစကားကိုချက်ချင်းပြောင်းပြီးမြင်းတစ်ဖက်ကန်းကိုခုံတော့မိရောက်မှဖျားဆိုပြီးမြောက်ပြန့်စကားဖြစ်ချက်ချင်းပြောင်းပြလိုက်တယ်အဲ့ဒါလိုပြောင်းတက်တဲ့အတွက်ဥပ္ပဝုကိုစကားရမှာစံထားတဲ့သူတူရဲ့လို့သဘောထားကြပါတယ်လူပြောသူပြောပညာရှိစကားဝိုင်းများမှလည်းဥပ္ပဝုတို့ကတော့စကားရမှာရှာမှာရှာပါပဲဒီလိုပြောရကနေချက်ချင်းဟိုလိုလုတ်ပြနေတဲ့ ပညာရှိကြီးပါပဲလို့အံ့ဩရှိမွန်ကြပါလေဒီလို စကားလီးလွဲမှုအရာ၌တဟာဟာရှိမောကရင်သက်ရှိမောပြောဆိုမဆုံးကြသလိုစကားသုံးလုံးပုံတော်ချောင်းကိုလည်းတတော်တော်ပြောကြပြန်ပါသေးတယ်ဘိုးတော်ဖျားဌီနန်းဆိုးဆန်နေနေပြီးတော့ကအမရပူရာအဲ့ဒီရွှေမြို့တော်ကိုမိုးကာလာရဲ့ဝါဇောဝါကောင်တစ်ခုမှာအေယာဝတီမြင့်ကြီးကချင်းချောက်လာတယ် အနိမ့်ပိုင်းရေလွမ်းနဲ့ရေကတဆင့်ထက်တဆင့်မြင့်လာတယ်။ဆေးရဲသားတွေနဲ့မင်းမူတန်းတွေမှာရေလွတ်ရရက်တို့တိမ့်ကြရှောင်ကြပြေးလွားကြပေါ့။အဲဒါကြောင့်ဘိုးတော်မင်းတရားကပညာရှိအမတ်ကြီးဥပေါ်ဦးကိုရှေ့တော်ခေါ်လိုက်တယ်။ဟဲ့ပေါ်ဦးရှေ့ဘေးလောင်းတော်ဘိုးလောင်းတော်အများအနေနဲ့ဂျီပင်ကိုချိန်နဲ့ရိုက်တဲ့အခါဘောကာဝရီနဂါးပြည်ကနဂါးမင်းတွေလာရောက်ခါးစားရတယ် ဇီးနေတဲ့ရေကိုရက်တန့်သွားအောင်အမိတ်ပေးနိုင်တယ်လို့ငါကြားဘူးတယ်ဟုတ်လားမောင်မင်းဤကံမှန်ဖြစ်ကြောင်းပါဗျာငါကိုရောရှင်မြတ်ဒီလေဒါသနာတော်ကြီးစီပင်ရာစီပင်ကြောင်းပြုစုယုံသားမကတိုင်သူပိသားဆင်းရဲတာကျွန်တော်များကိုရင်ဝဲသားကဲ့သို့မချတော့ဂယုနာတရားနဲ့အုပ်ချုပ်တယ်မင်းကျင်တရားတင်္ဂဟတရားများနဲ့အညီလဲအုပ်ချုပ်တယ်မောင်မင်းတည်တယ်မဟုတ်လော့ အတိဖြစ်ကြောင်းမှာဖျားငါဤတီလာတမာတိဘုံတကူအာနုဘောကြောင့်ဤမြေရေကိုထပ်ပြီးမတိုးအောင်တားမြင်ရမယ်မောင်မင်းငါကိုရောမြတ်ရဲ့ဂျေတော်မျိုးကျွန်တော်မျိုးတွေအတိဒုက္ခရရတဲ့အတွက်ဤမြေရေကိုဤချိန်ဖြစ်ရိုက်၍ရာဇတန်ခတ်ချေဘိုးတော်မင်းတရားကဥပ္ပဝုကိုယမထာချိန်တစ်ချောင်းပေးလိုက်တယ်ဥပ္ပဝုကအဲ့ဒီချိန်ကိုယူသွားပြီးရေဆက်မှာရက်တယ် ဘိုးတော်မင်းတရားကြီးရာဇပိတ္တကခံယူစဉ်ကတတ်မှတ်ခဲ့တဲ့ဘွယ်တစိတော်များနဲ့ဒုံဆန်းရှိတဲ့အတိုင်းရွတ်ဆိုပြီးဘရင်အမိန့်တော်မှာအဆုံးတတ်လိုက်တယ်။တတ္တဝါများ စင်းရဲမြုံညင်စေရန်ဖန်တီးတော်ကြောင့်ရာဇတံပေးတော်မူမီရှေးဆက်၍မတိုးရအမြန်ဆုံးရောကြကြာဆင်းသွားရမည်။အဲဒီလိုပြောပြီးရေပြင်ကိုချိန်နဲ့အချက်ပေါင်းများစွာ ရိုက်ပြီးတဲ့နောက်ရွှေနန်းတော်ကို ပြန်လာခဲ့တယ် အမိန်တော်ကိုကြေးပွန်စွာတန်းဆောင်ပြီးကြောင်းတန်တော်ဟုတင်နေနောက်တနေ့ညီလာခံအခစားဝင်ကျိဥပေါ်ဥခာညီလာခံဝင်ဖို့အိမ်ကထွက်လာတော့မြေကြီးတိုးသလားယော့သလားစုံစမ်းနေမယော်ဘူးတိုးလာတယ်အာဒုက္ခပဲဘယင်မင်းဘလို့တင်ရပါဘယင်မင်းမြက်ကညီလာခံမှာမေးမြန်းတင်တာတွေမေးမြန်းအမိန်ပေးတင်တာတွေပေးတင်လွာတွေနာခံတော်မူတဲ့အပြီးမှာရုတ်တရက်ကောက်ခါငင်ကဟဲ့ပေါ်ဥ ဧရာဝတီမြေသည်ဒိုင်းနေပြည်သူတို့အားအပူပင်ပန်းနှိပ်စက်သဖြင့်ရာဇာတန်ခက်ခါငါကိုရောမြတ်မိန်တော်နဲ့တားမြခိုင်းခဲ့ဒီမှာမြည်တို့ရှိတနီမောင်မင်းခက်ချီပြီဧရာဝတီမြေသည်မယောပဲတိုးတာလာပါသည်အမှန်တမ်းရှောက်တင်ချေကအရှင်မင်းကြီးမှာဘုံတကူအာနာမရှိပါတော့ကြောင့်မြေကြီးကမနာခံမှာတိုးလာပါသည်ဆိုတဲ့အတိတ်ဘက်ကိုတက်ရောက်တော်မူဒါဆိုရင်တော့ဘယင်းစိတ်ဆိုးမယ် တည်တယ်မဟုတ်လားတက်ဦးစံပိုင်းပင်ဆိုတာစိတ်ဆိုးပြီဆိုရင် အလွန်ကြောက်စရာကောင်းတာဒီတော့ဥပေါ်ဦးမှာအမှန်ကိုလည်းတက်ရောက်စေ ရာဇာတန်ကလည်းလွတ်စေဖို့လက်ပတ်ရောက်ထားလိုက်ပုံကဟောဒီလိုမန်းလာပါဖေရအေယာရီမြေအားဘုံတော်ကြီးသောအရှင်အမိန့်တော်ဖြင့်ရာဇာတန်ချထားကဂျင်းတာပြီးခဲ့ရတွင်ဂျင်းဖြစ်ရိုက်သောဒန်ချက်ကြောင့်အရှင်ဘုံတော်ကိုမခံနိုင်ပဲမြေကြီးပြင်တစ်ခုလုံးဖူးဖူးရောင်ထလာကြောင်းမာဖေရ လူအသားကြီးလိုဖူးဖူးရောင်မို့မောက်ထားကြွာလာတယ်မဟုတ်လားအဲ့ဒါလိုပါပဲမြည်ရီဖူးဖူးရောင်နေဆိုတာဟာလဲမို့မောက်ထိုးမြင်လာတဲ့အတိတ်ဘဝတက်ရောက်တယ်ဘိုးတော်ကလည်းစာပေချမ်းကန်နှန်းဆက်တဲ့အလျောက်မြည်ရီတိုးလာတယ်လို့နားလဲတယ်လေအဲ့ဒီချက်တွေဟာလဲပါဇက်ရဆွေမကြပုံမြင်မကတဲ့စကားဝိုင်းတွေမှာအင်မတန်ကိုးကားခံရတဲ့စကားပဲဖြစ်ပါတယ်။ Ừm ဥပေါ်ဦးတို့များမြည်ရီတိုးတယ်ကိုတိုးတယ်မလျှောက်ဖဲနဲ့ဘုံတော်ကြောင့်ရေရောင်နေတဲ့ပြောမှပြောတတ်ပလေ ရှိပါသေးတယ်။ရှိရှိမြမဘင်းများအနေနဲ့စင်ဖြူတော်ပိုင်ဆိုင်ကြတာကိုဂုဏ်ယူကြပါတယ်။သူတို့ရဲ့ဘုံတကူအာနာကြီးကျယ်တာကိုတက်တည်ခံတယ်လို့ယူဆကြဟန်ဒူဘိုင်ရဲ့စင်ဖြူကိုတန်ဖိုးထားတာဟာမြမတို့နီးတူထိုင်းကမ္ဘောဒီးယားနိုင်ငံသားများကလည်းတူညီကြတယ်။အဲဒါကြောင့်ရာဇဝင်မှာပါတဲ့မြမဘင်းတစ်ပါးဟာစင်ဖြူတစည်းမှမရဘူး။အဲဒါအတွက်ဘီမင်းမြတ်အနေနဲ့စင်ဖြူတော်ကိုအလွန်ကျူးတောင်းတနေတယ်။တနေ့မှာတော့စင်ဖြူတော်အတေတကောင်ကမြစ်ထဲမှာမျောပါလာတယ်။ ဆင်ဖြူတော်အသေးကိုမြစ်ထဲကဆဲမြက်တွေနဲ့ညှက်တိုင်ထူပြီးတော့ဆင်ဖြူတော်မတ်တက်ရနိုင်အောင် တိုင်လုံးအနေနဲ့တက်ရိုက်တယ်။ဘရင်မင်းမြတ်ဟာအဲ့ဒီဆင်မတက် မင်္ဂလာပြုပြီးတော့တစည်းရှင်ဘက်ကိုခံယူတယ်လို့ကြားဘူးတယ်။ဒါပေမဲ့ဘိုးတော်ဦးဝိုင်းမှာဆင်ဖြူတော်မစင်းရဲပါဘူး။ဟင်္ဒရာဘက်ကလာရောက်ဆက်တာတဲ့နိဗ္ဗာန်ပစ္စယနာကဆင်ဖြူတော်ပြင်နောက်ထပ်လဲဆင်ဖြူတော်များလည်းရှိပါသေးတယ်။ရှိပေမဲ့ထူးကဲမြင့်မြတ်တဲ့စင်ဖြူတော်ကိုတော့နောက်ထပ်ဘယ်နှကောင်းမဲရရလိုချင်ကြတာထုံးစံပါပဲ။ ဆင်ဖြူတော်ကိုဘိုးတော်ဖះကလက်ခံဖို့ဆင်ဝွန်မင်းစီကိုတော့ဆင်ကမရောက်သေးပါဘူးဆင်ကမြို့ပြင်ဘက်တင့်လျော်အရာအရက်မှာပဲစောင့်ဆိုင်နေရပါသေးတယ်။ဘီရင်မင်းမြတ်ကဥပ္ပဝုကိုအမိန်ပေးတယ်။ဟဲ့ပေါ်တိန်ဒီအရက်ကဆက်တလာတဲ့ဆင်ဖြူတော်ကဆင်ဖြူတော်ရဲ့ကျင်အင်လက္ခဏာနဲ့ဘလောက်ညီညွတ်တယ်လဲတော့ကြည်ကြည်စမ်းမောင်းမင်းအမှန်ကဘီရင်မင်းမြတ်ကလာဥပ္ပဝုကိုတောင်းဝင်ပေးပြီမဲ့အေဒီဆင်ကိုကြည့်ပြီးတော့ မြင်ပြီးတဲ့အမတ်တွေဝန်ကြီးတွေကတော့ခက်တာပဲစင်ဖြူမဟုတ်တာကိုစင်ဖြူဆိုပြီးတော့လာဆက်ကြတာမင်းတရားကြည့်တာတည်ရင်တော့ဒုက္ခတွေးတော့မှာပဲအဲ့ဒါလိုမျိုးဒီတူပြောဆိုနေကြပါပြီဒီတူပြောဆိုရတာကလည်းကြည်ကြဲလဲမပြောဝန်လို့ပါကြည်ကြဲမပြောဝန်တာကတော့ဘင်းရင်ဘန်နာတော်ကိုအကျိုးပျက်စီးရပျက်စီးချောင်းပြောနေပါတယ်လို့တယောက်ယောက်ကသွားတွန်းလိုက်ရင်တော့အရာလဲကြာနိုင်တယ် ငတ်တော့ခွေးတော့မှလည်းအချင်းနဲ့အပုတ်ခံရနိုင်တဲ့ရာဇဝတ်သားတကောင်လည်းဖြစ်သွားနိုင်သေးတယ်မဟုတ်ပါလားတခါဆင်ဖြူတော်ဆိုရမှလည်းဝေးတောင်ကြီးလိုစွတ်စွတ်ဖြူနေမှဆင်ဖြူတော်မဟုတ်ပါဘူးဇင်ရဲ့ချင်းလက္ခဏာတက်တဲ့လူများရဲ့တမတ်ချက်မှာဇင်ဟာအေးကုန်းမဲနေပေမဲ့နှံမောင်းကဘလို့နေရွက်မျက်လုံးကဘက်နဲ့ဂရင်းနဲ့အဆွဲကဘဲတို့ရှိနေရင်ဆင်ဖြူတော်အရာ ဝင်နေဆိုတာရှိလေရဲ့ဥပိုလ်ဦးသွားကြီးရဲ့ဆင်ဖြူကြီးကတော့ဂတိအမဲကြီးပဲ ရှင်ဖြူတော်ရဲ့ကျင်းအင်းလက္ခဏာနဲ့နဲ့မှဝိုးမပေါ့ဥပုံကခေါင်းတညင်းနဲ့လှည့်ပတ်ကြီးရှူပြီးတော့ရွှေမြို့တော်ကို ပြန်လာခဲ့ပါတော့တယ်။နောက်တနေ့မှာဘိုးတော်ပြင်ကမေးပြီလေ။ဟဲ့ပုံတိန်ဒီရက်ကဆက်တလာတဲ့ရှင်ဖြူတော်ကိုတွားရောက်ကြီးရှူပြီးပြီလို့ဖះကျုံဝန်အပေါ်တွားရောက်ကြီးရှူခဲ့ပြီးကြောင်းမှဖះတို့ဖြစ်က အကြောင်းစုံကို မချွေးမချန်ထင်းလင်းစွာတင်စေမောင်မင်းမှန်လားပါဘုံတော်เจ้า တိန်ဒီအရက်မှာဇက်တာတော်စင်ပြူတော်မှာဒီနေရာမှာစင်အမျိုးအစားတွေဥပောတထမတင်ကဒစသဖြင့်ပေါ်လေအဲဒီလိုတွေထဲ့သွင်းလျှောက်တင်နေအမျိုးအစားစင်ဖြစ်သည့်တော်လာမိ260တွင်ဘဂတိဆွဆွဖြူသည့်စင်ပြူတော်ဖြစ်လာပါလိမ့်မယ်ဖျားဆိုပြီးတော့ပေါ့အဲဒါနဲ့ပဲဘိုးတော်မင်းတဲသဘောကြသွားတယ် စင်ဝန်ကလည်းအခမ်းအနားနဲ့လက်ခံယူပြီးမင်္ဂလာစင်တင်းကုန်မှာစားဖို့လာရောက်ဇတာလူတွေကိုလည်းစုလက်များပေးဖို့အမိန့်ရှိနေတယ်။အဲ့ဒါနဲ့ဘရင်ရှိတော်မောက်ကနေထွက်လာကြတဲ့ခါမှာတော့အဲဒီစင်ချောင်းကိုရီရီလေးလေးတီးတဲ့အမတ်တွေကဒီလိုပြောကြတယ်။အမတ်ကြီး ဥပေါ်ရဲ့စင်မဲကြီးမန်တိတာထင်းရှားလျက်နဲ့ဘဲ့အတွက်ကြောင့်ဤတို့တန်တော်ဦးတင်ရသည်နီးနဲ့60အကြာမှာမဖြူကြီးကမခက်လို့ဝင်းမင်းတို့နဲ့ နောက်နှစ်60ကျန်မှာတော့ဒီဘရင်ရောကျွန်ုပ်တို့ရောရှိပါအောင်မီလို့လာရောက်စက်တာသူများစုလက်ရစရန်ရည်တမ်းတင်လျှောက်ရခြင်းစင်မဲကိုလိမ့်လဲစက်တာရသလိုအမျက်ထွက်ခြင်းမှချမ်းသာစရန်တို့ကြောင့်ဖြစ်ပေသည်ဗျာဆိုပြီးတော့ဒီအကြောင်းအရာမှာလဲဗဇက်ရာဇဝင်စကားဝိုင်းတွေမှာပြောလေပြောထားရှိကြတဲ့စကားတဟားဟားနဲ့ပြောစမှတ်ပြုကြတဲ့စကားပါပဲကျန်ပါသေးတယ် အေးဒါကတော့တကြမ်းမြန်မြန်ကြပြစ်ပြီးတော့စောစောနှစ်ကူးတဲ့ကိစ္စပါပဲ။ဘီရင်များအနေနဲ့ဘီရင်လက္ခဏာနဲ့ယာယီရဲတရားတွေကိုလည်းအတော်ယုံကြည်ကြတယ်။ဘိုးတော်မင်းတရားအသက်40မှာဆိုရင်တော့ထုံးစံတိုင်းဇာတာစစ်စစ်တဲ့ဘီရင်ပညာရှိတွေကတော့ရောက်ရှိစေအသက်40ကာလအတွင်းတွင်အရှင်မင်းကြီးနိုင်ဘေးဥပအန်ဒီရများကြားရောက်နိုင်ကြောင်းပါဆိုပြီးတော့အဟောထွက်ကြပါလေရော။ဘိုးတော်မင်းတရားကစဉ်းစားတယ်။အသက်ဆိုတာကဘာလဲတက်ကြတဲ့ပဲ။ တက်ကြတဲ့တစ်ခုတိုးလာရင် အသက်တစ်နှစ်ကြီးတဲ့အန်ဒရရှိတဲ့40တဲကမြန်မြန်လွတ်အောင်မလုပ်မီလေတက်ကြတဲ့အရေးအတွက်ကိုတစ်ခုတိုးရုံပေါ့အဲ့ဒါလို့စဉ်းစားမိတဲ့ဘိုးတော်ဦးဝိုင်းကဥပ္ပဝကိုတိုင်မင်နေဟဲ့ပေါ်ငါကိုရရှင်မြတ်အားအသက်40တွင်မှအန်ဒရရှိတယ်လို့ပုံနာတော်များကအဟောတွက်ချေတယ်အသက်40တနည်းအတွင်းတို့လင်းမြန်စွာရောက်စေရန်တကြံကြရရင်မကောင်းပေဘူးလားလို့အမှန်တော့လေ တက်ကရက်ဖြူရာနဲ့တကြံကြတာမတူပါဘူးဆိုတော့1348ခုနှစ်အဲ့ဒီတက်ကရက်ကရည်တွဲရတာများနေတယ်မှတ်သားရတာလည်းခံနေတယ်အဲ့ဒီတွဲအမတ်ရအောင်မှတ်လွယ်ရအောင်တက်ကရက်ဖြူတယ်ဖြူတဲ့တက်ကရက်အစ်စ်ကို နှစ်ကစာလဲစာမယ်၃ကစာကျင်လဲစာမယ်တကြံကြတယ်ဆိုတာကနှစ်ကူးတာပါပဲတက်ကရက်ဖြူရာနဲ့တကြံကြတာတူလဲမတူဆိုင်လဲမဆိုင်ဒါကစကားချက်ပါအဲ့ဒါနဲ့ပဲ ဘိုးတော်မင်းတယောက်ကတကြံကြကြင်မြောက်သေးပဲနဲ့တကြံအတင်းကြချင်းနှစ်တစ်ကိုအတင်းကူးကျင်နေတဲ့အမင်းရှိတဲ့အတွက်ကြောင့်မှန်လားပါတကြံကြပြီးတဲဂရိအစ်စ်တတ်မှတ်ခေါ်တွင်ရရင် လူသားဖြစ်သောတိုင်းလူပြည်သားများကအရှင်ဘုံတော်ကြောင့်လိုက်နာနာခံကြမည်မှာယုံမပွဲမရှိကြောင်းမဖျားတို့ရရင် မလိုက်နာမည်သူများလည်းရှိကြောင်းမဖျားလို့ဦးပေါ်ဦးကပြန်လဲလျှောက်တင်ပါတယ်ဟဲ့ငါအမိန်တော်ကို ဖြီဆန်းတွေးလန်သူများတွေကမိသူတွေနိမှန်လာပါဘုံတော်ကြောင့်တစ်ပင်နဲ့ခွေတတော်ဝါများပါဖျားဟဲ့မိခဲ့တို့နိပေါ့ဦးရဲ့မှန်လာပါဘုံတော်ကြောင့်တကူလာတွင်ဒီရာပွင့်ရမည်တစ်ပင်များမှာ တကူလာ ရောက်နေသည်နှစ်တကူနေသည် ဆိုကများနဲ့မတီးမပွင့်ပါဖျားအမှန်တကူလာရသည်တို့ ရောက်မှသာဒီပွင့်မည်ဖြစ်ပါသောကြောင့် တစ်ပေများအနေနဲ့နာခံပွဲမရှိကြောင်းတန်တော်ဦးတင်ပါသည်ဖေယားဒီစကားဟာလဲဗဇက်ရာဇဝင် စကားဝိုင်းမြတ်မှာလဲပြောစမှတ်ပြုရတဲ့စကားတရက်ပါပဲနောက်ဆုံးတစ်ခုတင်ပြခြင်းနာကတော့ခယန်းသည်ပြဒနာတနေ့တော့ခါမှာဘိုးတော်ဖေယားကအမတ်ကြီးဥပုံရှိမှာညီးညူတော်မူပါတယ် ပေါ်ရဲ့ငါကလည်းခရင်တိဟင်းကိုအလွန်နှစ်သက်ဂရင်းတွေ့တော်မူတယ်။တမားတော်ကြီးများကလည်းခရင်တိဟင်းနဲ့မတင်းဟုရှောက်ထားကြမိ။မိတို့လောက်ရပါ။ဥပ္ပဦးကလက်နှစ်ဖက်ကို ထိတ်မှမိုးပြီးတော့ရှစ်ခိုးတန်တော်ဦးတင်တာပေါ့။မှန်လားဗျာ။ဘုံတော်ကြောင့်ခရင်တိဟင်းဒီနှုတ်ကိုမြည်စေပါသည်ဗျာ။အစာကိုကြည်စေပါသည်ဗျာ။အသားကြီးကြည်လင်စေပါသည်ဗျာ။လူနဲ့ အလွန်တင့်တဲ့ဖြစ်သုံးဆောင်တော်မူရန်တင်ကြောင်းပါဗျာဥပေါ်ဦးလျှောက်တင်တဲ့အတွက်ဘိုးတော်ဖရာအနေနဲ့ခရင်တိဟင်းတဲ့ပွဲတော်တဲတဲ့ညကြတော့ချောင်းဆိုးပြီးတော့ကောင်းကောင်းစက်တော်မခေါ်ရဘူးမနက်မှဥပေါ်ဦးကအခါစားဝင်တဲ့ခါမှာတော့ဘိုးတော်ဦးဝိုင်းကအပြစ်တင်တော့တာပေါ့ပေါ်ဦးရဲ့ခရင်တိဟင်းတဲ့ပွဲတော်တဲမိတဲ့ဖြစ်တညာလုံးချောင်းကြီးဆိုးနေရကြည်တီမကောင်းကြည်ဘူးမန်လာပါဖျား ဖယံသည်ဟင်းမှာမကောင်းပါဘူးဖေဟာသူ့ကိုစိုက်ချောင်းဆိုးပါသည် လေပွားဘာညာဘာညာရှောက်တင်နေတော့တဲနင်းပဲမနေ့ကခယံသည်ကလူနဲ့တဲတယ်စားတာစားဆိုပြီးရှောက်တင်ပြီးတော့အခုကျတော့တမျိုးရှောက်တင်ပြန်ပြီမန်လာပါဘုံတော်ကြောင့်အရှင်မင်းတရားကြီးခယံသည်ဟင်းကိုအလွန်တရာချင်းချင်းတက်နေကြောင်းတည်ရသဖြင့်အရှင်အလိုကြတင်ရခြင်းမဖေဟာဝန်ကပေါ်ဥတီခယံတိကျုံမဟုတ်အရှင်ကျုံဖြစ်ပါသည်ဗျာ ဒီစကားဟာလဲပြောစမှတ်တွင်တဲ့စကားပါပဲအဇက်ရာဇဝင်ဆရာတို့ရဲ့စကားတပုံးစကားဝိုင်းများမှာဥပေါ်ဦးရဲ့ခရမ်းဒီပုံမြင်ကြီးကိုပိုးကားပြီးတော့တတော်တော်ရေးကြစမြဲပါအဲဒါကြောင့်မဲဥပေါ်ဦးဆိုရင်စကားကိုပွေဝိုင်းပြောတဲ့သူအစင်ပြေအောင်ပြောတဲ့သူစကားတက်သူဖြစ်သဘောထားကြပါတယ်တာမန်အဖြစ်တော်ဥပေါ်ဦးအနေနဲ့စကားရာမှာစမ်းကျင်ရစမ်းတစ်ဖက်ကန်းခတ်ပြုံးတာမဟုတ်ပညာရှင်ကြီးလည်းဖြစ်တယ်လို့ 阿龙，哥没有他加班。嘞？